ရှိရင်အေးရီပုံနီးခဲဒီရက်ကွေးနေရာမှာကျတော့ဒီတရုတ်ပြည်ပဲเนาะတုံးပဲဟာပင်ပေါ့တော်တော်အေးလာရဒီဥတော်ကလေရင်နှွေးကိုပက်ပက်ဆူတဲတဲ့ချိန်ကကျွန်တော်တို့အပြင်မှာထွက်လောင်းလာလေအပေါ်မောပေါ်လောင်းတဲ့ချိန်ကသူကလုံးဝချက်ချင်းရိတ်ခဲဖြစ်သွားတကယ်ရတဲ့ချိန်ကတော့ဒီပစက်ပါတုံတယ်ပေါ့နော်ကျင်နဲ့ကျင်နဲ့အာဒီချင်းနဲ့တော်တော်လိုက်ဖက်တယ်ပေါ့နော်သူကအရှေ့ရမှာနင်းတွေမြူးတွေဟောပါပေါ့နော်အဲ့ဒါတော်တော်လိုက်ဖက်တယ်ဆိုပြီးမှဒီဒီနေရာရိုက်ခဲ့တာပေါ့ဟုတ် 是一万年对牛对牛，这卡片的开播少年。အာဒီတချင်းရဲ့ music arrange ကြတော့ဒီတော့ကျွန်တော်တို့ဒီအာမီပုံစံတော်လာပါဘောเนาะအာ music ကတော့ဒီစီဘာကိုပန်ကနေအာဆရာဆော်ပြီးပြီးပေါ့เนาะသူကဖန်တီးပေးထားပါတယ်အာမင်းစင်ကတော့ဟိုကကြော်ကြီးပေါ့เนาะအာအတိကဒီတစ်ခါကြတော့ဒီလူငယ်ပုံစံတော်လာပါဘောเนาะအတီးပုံစံရောနောက်ပြီးတော့ဆိုတဲ့ပုံစံကလည်းရှင်းပြီးတော့လွမ်းတဲ့ပုံစံပေါ့เนาะပို့ပြီးတော့ အာရတာပေါ့ကောင်းလာအောင်ပေါ့နော်ကျွန်တော်တို့ဒီအခုလည်းဆောင်းအဝင်ဆိုတော့လေဒီဆောင်းနဲ့ရာဒီအတူနဲ့လိုက်ဖက်အောင်ပေါ့နော်ဒီအချိန်ထွက်လိုက်တာပါဟုတ်မင်းရှိရဲ့အေးရီပုန်နီခေဘေးရမလန်ဖုန်တနိုင်မလဲ MTV ရိုက်ခွင့်နေရာမှာကျတော့ဒီတရုတ်ပြည်ပဲနော်တုံပေပေါ့နော်တုံပေဟာပင်ပေါ့ဟာပင်မြို့နယ်မှာကျွန်တော်တို့တော့ရိုက်ခဲ့တယ်အာအဲ့အဲ့နားမှာဆိုလို့ရှိရင်အမတ်တရားဆိုလို့ရှိရင်ပေါ့နော်တော်တော်အေးရာရာဒီဥတ္တဝါလင်း မိုင်းနဲ့28ပေါ့နော်ရတီဥတော်ကတော်တော်အေးတာကျွန်တော်တို့ပုံမှန်ရေခေတ္တမှာအပေါ်ထက်ကရေခေခဲတဲ့အခန်းဆိုလို့ရှိရင်သူကမိုင်း30ပဲရှိရပေါ့နော်ဒီဟာကမိုင်း28ဆိုတော့တော်တော်ခဲတာနောက်ပြီးတော့ဒီရိုက်ကိုတဲ့ချိန်ကကျတော့ဒီအောက်ထုတ်တွေဟိုအကုန်လုံးချွတ်ထားတာလေပုံမှန်ဆိုလို့ရှိရင်တော့အောက်ထုတ်ကဒီနားအုပ်ကအကုန်လုံးကဆောင်းခါရပေါ့နော်အာတကယ်ရတဲ့ချိန်ကကျတော့ဒီပစက်ပါတုံတယ်ပေါ့နော်ကျင်နဲ့ကျင်တယ်အဲ့လိုမျိုးအကုန်လုံးတကော်လုံးကမျက်နှာတစ်ခုလုံးညင်နေတယ်ပေါ့နော်အဲ့ဒါတော်တော်အမတ်တရားဖြစ်ခဲ့တယ်ဟုတ် ဆက်လုပ်ခဲ့ရအောင်ဟုတ်တယ်ဟုတ်တယ်နည်းနည်းတော့ခဲနေတယ်ပေါ့နော်သူကအဲ့မှာဆိုလို့ရှိရင်ဒီစောင်းလာတီဆိုလို့ရှိရင်အကုန်လုံးကလုံးဝဟိုလိုမျိုးပဲတော်တော်အေးရနောက်ပြီးတော့ဒီနေရာလည်းသူများလာလဲတဲ့နေရာပေါ့နော်ခေးတက်တွေအများကြီးတော့လဲတော့လဲတဲ့နေရာပေါ့နော်ကျွန်တော်တို့အာတော့လဲရင်းနေပေါ့ဒီနေရာကိုကြိုက်ပါပေါ့နော်နောက်ပြီးတော့အဲ့ချိန်ကလည်းတချင်းကိုစာစာမျိုးစင်းစလုံးနေတော့ပေါ့နော်အာတချင်းနဲ့တော်တော်လိုက်ဖက်တယ်ပေါ့နော်သူကအရှေ့ရမှာနင်းတွေမျိုးတွေဟောပါပေါ့နော်အဲ့ဒါတော်တော်လိုက်ဖက်တယ်ဆိုပြီးမှဒီဒီနေရာကိုရိုက်ခဲ့တာပေါ့ဟုတ် ကျွန်တော်တို့အဲ့မှာတဲတဲနေချင်းပေါ့နော်ဟိုတယ်မှာဆိုလို့ရှိရင်အထဲမှာဆိုလို့ရှိရင်သူကအနွေးဟီတာတွေပေးရတာပေါ့နော်အပြင်မှာထွက်လာတာနဲ့လုံးဝလက်အိတ်တော့ချွတ်မရဘူးလက်အိတ်ချွတ်လို့ရှိရင်လက်ကကျင်ပြီးနာရတာပေါ့နော်တပ်ပုံရလို့ရှိရင်လည်းမြင်မြင်လေးမြင်မြင်လေးချွတ်ပြီးမှမြင်မြင်လေးရိုက်ပြန်ပြန်တိန်းတာပေါ့နော်နောက်ပြီးတော့ဒီနောက်ထပ်တစ်ခုအမှတ်တရကကျတော့ဒီဟိုဘက်မှာရင်နွေးအိုးလေးရင်နွေးကိုပက်ပက်ဆိုတဲတဲ့ချင်းကကျွန်တော်တို့အပြင်မှာထွက်လောင်းလာလေအပေါ်မောပေါ်လောင်းတဲ့ချင်းကသူကလုံးဝချက်ချင်းရိတ်ခဲဖြစ်သွားတယ် ရေခဲဖြစ်သွားအောင်เนาะအပြင်မှာရေတန့်ဆိုလို့ရှိရင်ခဏပဲထားတာရေခဲဖြစ်သွားအဲ့လိုမျိုးပုံစံအအေးတော့ကြိုက်တယ်ဒါပေမဲ့လေမခံနိုင်အောင်တော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 ်မခံနိုင်အောင်တော်တော်အေးတာတို့တို့ရာတီဥတဝတကယ်လုံးဝတော်တော်အေးတာတခါမှလည်းမကြုံဘူးเนาะဒီလောက်အေးတဲ့ရာတီဥတဝ -28 ဆိုတော့လေတော်တော်အေးတာဒီရှင်ဒီကြည့်ရင်ဒီတီဘာဆိုင်ငိုရလေးချင်အမတ်တရတော့ခုနပြောသလိုပေါ့เนาะဒီ အရင်အေးတဲ့နေရာမှာဒီလိုမျိုးရအောင်ရိုက်ခဲ့တယ်နောက်ပြီးတော့ရှုခင်းနေတယ်အရင်လာရပေါ့နော်အာ product တွေလည်းတော်တော်များများကြိုက်ကြတယ်နောက်ပြီးတော့ဒီဒီနေ့ဆိုလို့ရှိရင်တနေ့ပုံ comment တွေ like ဖတ်တယ်ပေါ့နော်အကုန်လုံးက comment တွေအကုန်လုံးကောင်းတဲ့ comment တွေပဲတခြင်းတွေဆိုလို့ရှိရင်လည်းအကုန်လုံးကစာသားတွေထိရပေါ့ပြောတယ်ပေါ့နော်တို့ရဲ့တကယ်တော့လွမ်းတော့တဲ့ပုံစံဟိုခံစားရတာပေါ့နော်အရင်ထိတယ်လို့ပြောတယ်အဲအဲ့တို့လည်းအရင်ဝမ်းတာပါတယ်ဟုတ်အဲတေးဆရာကတော့ဒီ home link ကပေါ့နော်ဒီ sign line 1ဆိုတော့ဒီစရာရေးပေးထားတဲ့ချင်းဖြစ်ပါတယ်။အမ်ဒီတချင်းသူကတစိုက်ကိုလာပြတဲ့ချင်းကသူပြအမ်တစိုက်အတွက်ပေါ့နော်ဒီတစိုက်ရဲ့အတန်ကိုရည်ရွယ်ပြီးမှသူကတချင်းတစ်ပုဒ်ရေးပေးထားတယ်တဲ့သူကပြပေးချင်တယ်ပေါ့နော်တစိုက်နောက်ထောင်ပြီးမှအာစာတာလေးတော်တော်ကြိုက်သွားပါပေါ့နော်။နောက်ပြီးတော့တချင်းကလည်းအေးအေးလေးပေါ့အဲ့ဒါယူဖြစ်လိုက်တာပေါ့။အမန်ဆိုဒီတချင်းက ထွက်ချင်တာကြာပြီပေါ့နော်ဒါပေမဲ့သူကစောင်းတက်ချင်းဆိုတော့လေစောင်းအဝင်နဲ့မှမလိုက်တာပေါ့နော်အခုဆိုလို့ရှိရင်ရှမ်းပြည်မှာတော်တော်ချမ်းနေပြီပေါ့နော်ကျွန်တော်တို့ရှမ်းပြည်မှာဆိုလို့ရှိရင်မနန်းနဲ့ညဆိုရင်စပြီးတော့အေးလာပြီပေါ့နော်စောင်းဝင်လာပြီဆိုတော့စောင်းအဝင်မှာဒီတက်ချင်းတွေနဲ့တိုက်ဆိုင်တဲ့လူရှိမယ်လို့စမ်းထင်တာပါလို့နော်ကြောင့်မလို့၁၇လပိုင်းတရနေ့ကို၁၇နာရီကိုထွက်လိုက်တာပါဟုတ်အမတရားဖြစ်သွားအောင်ပေါ့နော်ဒီတစ်ခါကကြတော့အလဲလက်ပါပေါ့နော်ခီးအလဲခီးလက်ပါတယ်ဟို MTV လေးရတာဆိုတော့လေဟုတ်ပုံမှန်ထက်တော့နည်းနည်းတော့ဟိုပါပေါ့ ်ပေးပါအဆင်ပြေတာပေါ့ဒီတချင်းကိုလည်းအားလုံးနဲ့တိုက်ဆိုင်မယ်လို့ထင်ပါတယ်။နောက်ပြီးတော့ဒီအမ်ရှင်းပြမှာနေတယ်ပေါ့နော်။ရှင်းပြမှာမြင်တဲ့စိုင်းတော့တွေ့ပေါ့နော်။တော်တော်များများတော်တော်ကအရင်ချိတယ်လို့ပြောတယ်။တချင်းစာသားဆိုလို့ရှိရင်ပေါ့နော်။တစိုင်းအရင်ကြိုက်တဲ့ချင်းစာသားတကြောင်ရှိရပေါ့နော်။ အတန်းနဲ့အောင်ချစ်မယ်ဆိုသူရဲ့ပုံပြင်ပြောခဲ့တလားကွယ်တဲ့အဲ့တကြောင်တော့တော်တော်ကြိုက်တယ်ဒီစားသားအရင်မိုက်တယ်ဗောနော်ခဏတက်တက်ဆက်ဟုတ်တယ်ဟုတ်တယ်အတဲခွဲတဲ့မုတ်ကိုထည့်ပြီးမှဆိုခဲ့တာဗောအာဘယ်လိုလဲဆိုတော့ဒီတချင်းကကြတော့အတန်တွင်းနေတဲ့ချိန်လဲမုတ်ပေါ်ပြီးတော့တခြားတချင်းနဲ့ပေါ်ကောင်းတာဗောနော်ဘာလို့လဲမသိဘူးဒီတချင်းကလဲကိုယ်အတန်နဲ့ကိုယ်လည်းအရင်လိုက်ဖက်တယ်လို့ကိုယ်ကိုထင်တယ်နောက်ပြီးတော့ဆိုတဲ့ချိန်ကလဲ ခန်းစားချက်အပြင်းနေပေါ့နော်မုတ်ကတော်တော်ကောင်းနေပေါ့နော်အဲ့အဲ့နေ့အတန်တွင်းနေနေကလေဟုတ်